ရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အတွက်သတင်းအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့အေတိုက်ခိုက်မှုကြောင့်ကြောက်ဖြူမင်းမြေရွာမှာတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာပြီးဆုတ်ခွာနေတဲ့အကြောင်းဝါခုတ်သွားတဲ့မောင်တို့ဒေသခံတအူးမိုင်းကြောင့်တေဆုံးတဲ့တဲ့ရင်ရခိုင်မှာစစ်ကောင်စီတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်းအရက်သား90ကျော်ထိခိုက်သေးဆုံးတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမဖြူဖြူနဲ့အတူမမျက်စုမောပေါတို့ကပူးပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမအဦးဆုံးအနေနဲ့အေရတက်ခိုင်မှုကြောင့်အကြောက်ဖြူမင်းပြင်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာပြီးဆုတ်ခွာနေတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါရခိုင်ပြည်အကြောက်ဖြူမြို့နယ်မင်းပြင်းကျွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရခတက်တော်ရဲ့လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်အထိနာနေတာကြောင့်ရင်နိုင်တော်ကျွာဘက်ကိုဆောက်ခွာနေတယ်လို့သိရပါတယ်စကောင်စီတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့နိုဝင်ဘာ14ရက်ကရင်နိုင်တောင်ကျောက်ကနေမင်းပြင်ကျွာဘက်ကိုစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီးအရခတ်တပ်တော်ရဲ့တိုက်ခိုက်မှုကြောင့်30တပ်မင်းနေတည်ဆုံးခဲ့တာကြောင့်ရင်နိုင်တောင်ရွာဘက်ကိုပြန်လည်ဆောက်ခွာနေတာဖြစ်ပါတယ် နိုဝင်ဘာ14ရက်နေ့ကမင်းပြင်းရွာကိုစစ်ကြောင်းထိုးရောက်ရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမိုးလေဝသစခန်းဒေသအခေါ်ရေတာတောင်မှပြန်လည်သိမ်းပိုက်ကြောင်းမှတ်တမ်းတပ်ပုံရိုက်ကူးနေစဉ်မှာအာရခတပ်တွေရဲ့လက်နက်ကြီးကြောင်း20မိနစ်တည်ဆုံးခဲ့တာပါဒါအပြင်နိုဝင်ဘာ14ရက်နေ့15ရက်တိုက်ပွဲတွေမှာလည်းရေတာတောင်အောက်ကဝန်ထမ်းအင်အားအနည်းနဲ့ကြေးရွာအတွင်းမှာပြန့်ကျက်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်30မိနစ်ဟာအာရခတပ်တွေရဲ့တိုက်ခိုက်မှုကြောင်းတည်ဆုံးခဲ့တယ်လို့သိရပါတယ် မင်းပြင်းရွာနဲ့ရင်နိုင်တောင်ကျေးရွာဟာတမန်ကျော်ခန့်ကွာဝဲပြီးတော့ရင်နိုင်တောင်ကျေးရွာမှာရှေကောက်ရယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမင်းပြင်းရွာဘက်ကိုအင်အားသုံးပြီးပြန်လဲထိုးဆက်ဆင်မဲ့အခြေအနေရှိတယ်လို့လည်းစစ်ရဲအခြေအနေတည်သူတွေကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာအစောပိုင်းကစပြီးတိုင်းရှောင်းဂေါ်တူနဲ့ရင်နိုင်တောင်ကျေးရွာတွင်ကိုထိုးဖောက်လာခဲ့တာကြောင့်အနီးအနားကျေးရွာတွင်ဖြစ်တဲ့ရှောင်းပြားရှောင်းဝရှောင်းမြောင်စတဲ့ကျေးရွာတွေအပါအဝင်လက်နက်ကြီးမိနိုင်တဲ့ စင်ပေါ်စပထားနဲ့မင်းရဲ့တိုက်နယ်ကကျွာပေါင်း20တပ်မင်းစစ်ဘဲတင်းဆောင်နေကြရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဝါခုတ်တော်တဲ့မောင်တော်ဒေသခံတူမိုင်းကြောင့်တည်ဆုံတဲ့တည်တင်းကိုလည်းတင်ဆက်ပေးမှာပါရခိုင်ပြည်မောင်တော်မြို့နယ်ခုံတိုင်ကျေးရွာကဒေသခံတူဟာဝါခုတ်တော်စဉ်မြို့မြုံမိုင်းနေမိပြီးတည်ဆုံတော်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်အသက်၄၀နှစ်နဲ့အရွယ်မျိုးလူမျိုးဥတောင်ရိုင်းဟာနိုဝင်ဘာလ၁၄ရက်ကဝါခုတ်ဖို့အတွက်တောင်ပေါ်ကိုတောရောက်စဉ် လက်ခုလိုက်တနေရာမှာမြေမြုပ်မိုင်းနေမိပြီးတော့ဘေဘက်ရှစ်တောက်ပြတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဒေသခံတွေကဆေးဘူးတောင်းမှုခင်ယူဖို့အတွက်ဆေးရုံတို့ပို့ဆောင်ခဲ့ကြပေမဲ့တရားပြင်းထန်တဲ့လက်မှာပင်တည်ဆုံးတော့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ခုံတိုင်ရော်သားနေမိတော့ခဲ့တဲ့မြေမြုပ်မိုင်းဟာမွတ်စလင်လက်နက်ကိုင်အဖွဲ့အာစာ RSO ဖွဲ့ထောင်ထားခဲ့တဲ့မိုင်းဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်ကနေတဆင့်မောင်တော်ခရိုင်တွင်စစ်ဝင်လှုပ်ရှားနေပြီးတော့ဒေသခံတွေကို ဖန်စီတက်ပြမှုပြင်ပစေလုံရမှုအပြင်ရှုံခုံတိုက်ခတ်မှုတွေလည်းလုပ်လို့ရှိပါတယ်။လက်ရှိမှာဒေသခံတွေဝန်ရေးအတွက်ဒေါ်လာလှူရှာမှုပြုလုပ်နေကြတဲ့နေရာတွေမှာလည်းမြေမြုပ်မိုင်းထောင်မှုတွေရှိနေတာကြောင့်စားဝတ်နေရေးပြင်ဆင်ဖို့အတွက်စင်ခုံမှုတွေရှိလာနေပါတယ်။ရခိုင်မှာစစ်ကောင်စီတိုက်ခိုက်မှုကြောင့်နှစ်ပတ်အတွင်းအရသား90ကျော်ထိခိုက်သေးဆုံးတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။စစ်ကောင်စီဟာရခိုင်ပြည်အတွင်းလက်လက်ကြီးလေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လှုပ်ဆောင်နေပြီးတော့ အရသာထိခိုက်သေးဆုံးသူဥယေဟာလည်းနေ့စဉ်ဆိုသလိုတော်လာနေပါတယ်။ DMG ကောက်ယူထားတဲ့စည်ရင်အရာနိုဝင်ဘာလဝက်အတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးလေကြောင်း drone တိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်အပါအဝင်သေဆုံးသူ22ဦးထက်မနည်းရှိနေပြီးတော့ဒဏ်ရာရရှိသူ32ဦးထက်မနည်းရှိတယ်လို့သိရပါတယ်။သေဆုံးဒဏ်ရာရရှိမှုဟာပေါတော့မှာ71ဦး၊ပုံနှောက်ကျွန်းမှာ78ဦး၊ရသေးတောင်မှာ71ဦးနဲ့မင်းပြမြို့နယ်က14ဦးတော့ဖြစ်ကြပါတယ်။ စစ်ကောင်စီဟာစစ်ရဲနဲ့မသက်ဆိုင်တဲ့အရသာနေထိုင်ရာအဆောက်အုံတွေစာတင်ကြောင်းတပ်တနစ်ကအဆောက်အုံတွေနဲ့စစ်ဘေးရှောင်တွေယာယီခိုးလုံရနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြည်သူတွေဟာအသက်အန္တရာယ်မလုံခြုံမှုကြားမှာဖြတ်တန်းနေကြရတာပါအပြည်ပြည်ဆိုင်ရာဒလဲ့ထုံးတမ်းဥပဒေအရစစ်ရဲနဲ့မသက်ဆိုင်တဲ့အရသာနေထိုင်ရာနေရာတွေကိုကာကွယ်ပေးဖို့ဖော်ပြထားပေမဲ့စစ်ကောင်စီဟာစစ်ပွဲဆိုင်ရာဥပဒေတွေကို လေးစားလိုက်နာမှုမရှိဘဲလူခွင့်ရချိုးဖောက်မှုတွေကိုဇက်တိုက်ကျူးလွန်နေတာပါ ရခိုင်မှာပြီးခဲ့တဲ့အော်တိုဝါလာအတွင်းကစစ်ကောင်စီရဲ့ရက်ဆက်ဘုံကျဲမှုတွေနဲ့လက်နက်ကြီး drone ပစ်ခတ်မှုတွေကြောင့်အရသာ73ဦးထဲမှနေတည်ဆုံးပြီးတော့ဒဏ်ရာရရှိသူ36ဦးထဲမှနေရှိတယ်လို့ DMG ကကောက်ယူထားတဲ့စာရင်းအရာသိရပါတယ်။ရခိုင်ဒေသခံတွေဟာစစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီး NDA ကြောင့်စိုက်ပိုင်းဆိုင်ရာမလုံခြုံမှုတွေနဲ့နေထိုင်နေကြရပြီးတော့လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံတိုင်းလုံခြုံမဲ့နေရာတွေကိုယာယီရွှေ့ပြောင်းနေထိုင်ကြရပါတယ်။စစ်ကောင်စီဟာတောင်းအတ TNL နဲ့အပြစ်ရပ်ပြီးနောက်ပိုင်း ရခိုင်ဒေသကိုထိုးစစ်အရှိန်မြှင့်ပြီးအေအထင်းချုပ်နေမြေတွေကိုစစ်ရေးတိုက်ခိုက်မှုဆဲတိုက်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်။ဒါ့အပြင်အရခတပ်တော်ကလည်းစစ်ကောင်စီရဲ့ရွေးချက်ရှိရှိနေစဉ်ရဲဆက်ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်လေကြောင်းအန်ဒီယိုကိုအထူးတတိထားကြဖို့နဲ့နင်းကြအရှိန်မရွေးစစ်ရေးတတိရှိကြဖို့တီးပဲတိုက်တွန်းထားပါတယ်။တရင်တွင်ကိုဆက်လက်တင်ဆက်ပေးနေပါရယ်တော်လိုင်းရင်အားစုတွင်ထိုးဆက်အရှင်မြင့်လာတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါရယ် နိုင်ငံတော်ကလက်လွတ်နေမြေတွင်ကိုပြန်ရရဲစစ်ကောင်စီကြိုးပမ်းနေချိန်မှာတော်လှန်ရေးအားစုတွင်ကစစ်ကောင်စီတင်းကျောက်နေမြေတွင်ကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွင်ပြန်ဆက်လာနေတာကိုတွေ့ရတယ်လို့စစ်ရေးသုံးသပ်သူတွင်ကပြောဆိုထားပါတယ်။တနင်္လာရီတိုင်းကမော်တော်မြို့ကိုခရင်အနေနဲ့ပူပေါင်းတပ်တွင်ကလက်ရှိကြပိတ်ဆို့ခဲ့ပြီးပြည်ထောင်စုနိုဝင်ဘာ17ရက်ကမြို့ကိုစတင်တိုက်ခတ်ခဲ့ပြီးတော့နိုဝင်ဘာ14ရက်မှာပြည်သက်သိမ့်ပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီမော်တော်မြို့ကိုပူပေါင်းတပ်တွင်သိမ့်ပိုက်နိုင်တာဟာ စစ်ကောင်စီဘက်ကလွတ်လွတ်နေမြေတွင်ကိုအပြင်းထန်ပြန်ရဖို့ကြိုးပမ်းနေချိန်မှာစစ်ကောင်စီလက်ထဲကနေတင်းယူနိုင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီဟာမော်တော်မျိုးနဲ့ပတ်သက်ပြီးအငိတ်မိသွားတာဖြစ်ပြီးတော့ဆက်သွယ်ရေးလိုင်းကြောင်းပြတ်တောက်လွယ်တဲ့စခန်းတွင်ကိုတော်လိုင်းအင်အားစုတွေကထိုးစစ်ဆင်တိုက်ခိုက်တာဟာတော်လိုင်းတပ်တွေအသာရလာနိုင်တဲ့အနေအထားဖြစ်တယ်လို့အစိုးရလေလာသူတွေကသုံးသပ်ထားပါတယ်လက်ရှိစစ်ကောင်စီဟာပြင်းထန်တဲ့ထိုးစစ်တွေနဲ့တိုက်ခိုက်နေပေမဲ့တော်လိုင်းအင်အားစုတွေရဲ့တံပြန်ထိုးစစ်တွေကြောင့် တသားအင်အားပြုံးတီးမှုတွေနဲ့ရှိနေတာကိုတွေ့နေရတာပါနိုဝင်ဘာ14ရက်မောထောင်မြို့ဒိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40ကျော်ကို KNN နဲ့ပူးပေါင်းတပ်တွေကဖမ်းဆီးရမိခဲ့ပြီးတော့နိုဝင်ဘာ17ရက်မှာလည်းအာရခတပ်တော်ထံစစ်380ခန်းနဲ့လက်နက်ရှာအလင်းဝင်လာကြတယ်လို့ AA ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်မှုတွေပြုလုပ်ပေမဲ့ စစ်ကောင်စီအားနည်းတဲ့ဒေသတွေကိုတော်လှန်ရေးအားစုတွေကထိုးစစ်ဆင်နေတာဖြစ်ပြီးအရင်ကြီးဥဆောင်တဲ့ပြည်မဒေတာမှလည်းကြီးမာတဲ့ထိုးစစ်လမ်းတစ်ခုလာနိုင်တယ်လို့အစိုးရလေလာသူတွေကသုံးသပ်ထားပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲကိုတော်လိုင်းအင်အားစုတွေတင်ပိတ်ထားတဲ့မြို့တွေမှာပြုလုပ်နိုင်ဖို့စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်နိုင်ငံတော်ဝန်တိုက်ပွဲတွေပြင်းထန်နေတာတွေ့နေရပါတယ်။လက်ရှိမှာရခိုင်ပဲခူးတိုင်းအဆက် ရခိုင်မကွေးတိုင်းအဆက်နဲ့ရခိုင်အရာဝတီအဆက်တို့မှာစစ်ကောင်စီရဲ့ထိုးစစ်တွေကိုအာရခတ်တပ်တော် AA ကခုခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့တုံ့ပြန်ဆင်နွှဲနေတယ်လို့ AA ရဲ့နိုဝင်ဘာ17ရက်သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြေစမီအရှိန်မင်းမရရှိတဲ့မူဆယ်မြို့ကကြေော်တွေကိုမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကဆူလာမီတက်ဆင်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးပါပါ။မြေစမီအရှိန်မင်းမရရှိတာကြောင့်အခက်အခဲကြုံနေရတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထိန်းချုပ်ဒေသမူဆယ်မြို့နယ်မာယု105မိုင်ကပြည်တော်စုလမ်းမနဲ့အနီးအနားကြီးရော်တွေကလမ်းမတိုင်းတွေမှာဆိုလာစနစ်လမ်းမတွေတက်ဆက်ပေးထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကနေစတင်ပြီးတော့အရခတတော် AA နဲ့ကိုကန့်တက် MNDAA တို့ကညအချိန်မှာပြည်သူများတော်လာရေးအစဉ်ပြေစီဖို့အတွက်ရည်ရွယ်ပြီးတော့မာယု105မိုင်ကလမ်းတွေမှာဆိုလာမီတွေကိုတက်ဆက်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။မာယု105မိုင်က လျှစင်မီယာစစ်ကော်မရှင်တက်ထိန်းချုပ်နေမည်ဖြစ်တဲ့မုံစေမျိုးကထုတ်လန်းပေးတာဖြစ်ပြီးတော့2025နှစ်လေပိုင်းကစတင်ပြီးတရက်မှာတချိန်ခန့်အချိန်ကက်တန်ရှင်နဲ့လျှစင်မီဖြင့်ဝေပေးဆောင်ခေရာဒေသခံတွေအခက်အခဲဖြစ်နေရတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်စုစုပေါင်းဆူလာမီအလုံးကြီးတရက်90ခန့်တက်ဆင်ပေးတော့မှာဖြစ်ပြီးလက်ရှိမာယူတရက်9မိုင်ကနေကျင်းစင်းကျော်လင်ခွေးထီကိုတက်ဆင်ပေးထားပါတယ်တရှိတဲ့နေမီတွေကိုတရက်မှာနေမီတစ်ခုစီရလိုက်တက်ဆင်ပေးတော့မှာဖြစ်ပြီးတော့ ကြည့်ော်တွေကိုနောက်ပိုင်းမှာတက်ဆင်ပေးတော့မှာဖြစ်တယ်လို့ဒေတာဆိုင်ရာသတင်းရင်းမြစ်တွေကသိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ13ရက်နေ့ကနေစတင်ပြီးအာရခဒတ်တော် AA ကိုကန့်တက် MNDAA နဲ့တအောင်တက် DNA LA တို့ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွေကဥဆောင်ပြီးတော့ရှင်းပြတဲ့မြောက်ပိုင်းကသူတို့ထိန်းချုပ်ထားတဲ့မြူစေမြို့နဲ့နေဆက်ကုန်သွယ်ရေးလမ်းတင်ဆက်ကျော်နဲ့ မယူ105မိုင်ကြားပစ္စည်းနေတဲ့ပြည်ထောင်စုလင်မကြီးကလမ်းပိုင်းတွေကိုပြည်လဲပြုတ်ပယ်နေတယ်လို့သိရပါဗျ။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းကြင်ဆက်ပေးမှာပါ။ပါလက်စတိုင်းနိုင်ငံလုံးဝမရှိလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ထပ်ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ရှုပ်ရှားအာဏာပိုင်ပါလက်စတိုင်းနိုင်ငံဆိုတာလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ညာဟုကထပ်လောင်းပြောကြားခဲ့ပါတယ် ါလက်စတိုင်းနေမြေတစ်ခုဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမေရိကန်ကတင်ပြမဲ့အဆိုပြုချက်တစ်ခုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေချိန်မှာနေတန်ညာဟုကအခုလိုပြောဆိုခဲ့တာပါအမေရိကန်ရဲ့အဆိုပြုချက်မှာတော့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ထူထောင်ပိုင်ခွင့်လမ်းကြောင်းမျိုးဖွင့်လိုက်ပေးနိုင်ရှိကိုထည့်သွင်းထားပါတယ်အမေရိကန်ရဲ့အဆိုပြုချက်ထဲမှာတော့ဂါဇာမှာဒေသတည်ငြိမ်ရေးကူညီဆောင်ရှောက်မဲ့နိုင်ငံတကာတပ်ဖွဲ့တစ်ခုဖြန့်ကျက်ရေးဆိုတာပါဝင်ပါတယ် ဒါပေမဲ့ Hamas နဲ့တခြားပါလက်စတိုင်းအဖွဲ့အစည်းတွေကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာ Israel ဘက်ကိုတိတိတသားရင်ယိုင်နေပြီးပါလက်စတိုင်းတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေကိုပိုက်ပင်ရရောက်နေတယ်လို့ဝေဖန်ထောက်ပြထားကြပါတယ်။နောက်ပြီးဂါဇာမှာတက်ဆွေးထားမဲ့နိုင်ငံတကာတပ်ဖွဲ့တွေမှာ Israel တွေလုံးဝမပါဝင်ဖို့နဲ့ကုလသမဂ္ဂရဲ့ဓာတ်ရဲကော်ကဲမှုအောက်မှာရှိနေဖို့လိုတယ်လို့ပါလက်စတိုင်းတွေကပြောဆိုထားကြပါတယ်။နေတန်ယာဟုကတော့အမေရိကန်ရဲ့အဆိုပြုချက်ဟာ ဂါဇာမှာလက်နက်ဖြုတ်ယူသိမ်းဆည်းရေးကိုပါတောင်းဆိုထားမှာဖြစ်တယ်လို့ပြောပါရယ်။ဟာမက်စ်တွေဟာကျင်းတယ်ပေါက်လက်နက်ဖြုတ်ယူသိမ်းဆည်းခံရမှာဖြစ်ပြီးရွေးစရာလမ်းစဉ်ကိုဟာမက်စ်ကဆုံးဖြတ်ယူတာဖြစ်တယ်လို့သူကနိုဝင်ဘာ16ရက်ကအစိုးရအဖွဲ့အစည်းမှာမှတ်ချက်ပေးသွားပါရယ်။နေတန်ညာဟုကပါလက်စတိုင်းနိုင်ငံပို့ထွက်လာရေးကိုဆန့်ကျင်တဲ့ဣသရေလအစိုးရရဲ့ရည်တည်မှုဟာပြည်တွင်းပြည်ပကဘလို့ဖီယောပဲရှင်းရှောက်မှုကြောင့်မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့ဆိုထားပါတယ်။သူ့သဘောထားကိုပြောင်းလဲဖို့ဘသူစီကမှတိုက်တွန်းတာ ်သင်ခန်းစာပေးတော်တွေမလိုဘူးလို့နေတန်ညာဟုကပြောပါတယ်ကနေဒါ၊ဗြိတိန်၊ဩစတြေးလျပြင်သစ်တို့လိုအစ္စရေးရဲ့အစီအလာမဟိုင်းမိတ်နိုင်ငံတချို့ကပါလက်စတိုင်းကိုနိုင်ငံတစ်ခုအဖြစ်ထောက်ခံအသိအမှတ်ပြုဖို့သဘောထားပြောင်းလဲလာတဲ့အချိန်နေတန်ညာဟုကတော့ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့လုံးဝမဖြစ်စေရဘူးလို့ယတိပြကြွကြွထားစေဖြစ်ပါတယ်လက်တလုံးမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းတို့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ညှိနှိုင်းပေးထားတဲ့အစော်ပြုချက်တရက်ကိုလက်ခံပြီးအပြစ်အခက်ရည်စစ်ထားကြပါတယ်။ ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နေပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 63963 633 63ကိုလုံခြုံစိတ်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။ နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။